လိုင်းသာယာမြို့နယ်ထဲကျုပ်ဆက်ယုံအလုရှင်အလုသမားအငင်းပွားမှုဟာအခုချိန်ထိပြည်လည်မှုမရှိသေးပဲအလုရှင်ဘက်ကခုံကောင်စီထိတက်ရောက်ပြီးဖြည့်ရှင်းချက်ယူဖို့ပြင်ဆင်နေပါတယ်။ရန်တိုင်းဇော်ဝင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။လိုင်းတရာမြို့နယ်စက်မှုဆောင်အမှတ်3ကစာကူရာအထက်ချုပ်စက်ယုံကအလုရှင်ဟာအလုသမားတွေကိုအထက်အထွန်းတုံးမြင့်ထုတ်လုပ်ဖို့တတ်မှတ်လိုက်တာကိုအလုသမားတွေကမကျင်တတ်တဲ့အတွက်စက်ယုံရှိမှဆန္ဒပြနေကြတာပါ ပြီးခဲ့တဲ့ကြပိုင်းကရန်ကုန်တိုင်းခုံတမာလေးကအထက်အထွတ်နှုန်းကိုမတိုးမြင်မဲ့အလုပ်သမားတွေကို9ရက်အတွင်းလုပ်ငန်းဝင်ပြောင်းဝင်ဖို့ဆုံးဖြတ်ပေးခဲ့တာကိုလုံခြုံဘက်ကမချင်တတ်တဲ့အတွက်ခုံကောင်စီရဲ့အဆုံးဖြတ်ကိုထပ်မံရယူသွားမယ်လို့ဆိုပါတယ်။ဒါကိုအလုပ်သမားတွေကတော့ခုံကောင်စီကိုအယုံကြည်မရှိဘူးလို့ဆိုပါတယ်။အမေမားတို့အနေနဲ့ကတော့ခုံကောင်စီကိုယုံကြည်မရှိဘူးခုံကောင်စီကိုမားတို့ဆက်မတက်ချင်ဘူးဒါပေမဲ့လှုပ်ရှင်ကတက်တဲ့အတွက်မားတို့ကလည်းလိုက်တက်ပေးရတယ်။ဘာကြောင့်လဲဆိုတော့ခုံသမားအကောင်စီမှာကခုံသမားရဲ့ဆုံးဖြတ်ချက်တွေ ခုံသမားကြီးရဲ့ဆုံးဖြတ်ချက်တွေကိုခုံကောင်စီမှာပြုပြင်ပြောင်းလဲပြီးတော့ပြန်ပြီးချမှတ်တာရရှိတယ်။ဒါကြောင့်မလို့မမတို့အနေနဲ့ခုံကောင်စီကိုယုံကြည်မရှိဘူး။ဒါပေမဲ့မမတို့အနေနဲ့ဆက်လက်ပြီးခုံကောင်စီကိုမတက်ချင်ဘူး။ဒါပေမဲ့ မမေးကြည့်လိုက်တဲ့ခုံကောင်စီကလူကြီးလိုလမ်းမေးကြည့်လိုက်တဲ့ချိန်မှာအဲခုံသမားဒီမှာခုံခုံကောင်စီမှာသူတို့လာပြီးတော့အလုပ်ရှင်ဘက်ကလာတယ်လူသမားဘက်ကမလာဘူးဆိုရင်သူတဖက်သက်ဆုံးဖြတ်ချက်ချမယ်လို့ပြောတဲ့အတွက်အမားတို့သွားရောက်ပြီးဖြည့်ရှင်းပြရမှာပေါ့လက်ရှိအချိန်မှာစန္ဒပြအလုပ်သမားတွေကအလုပ်ရှင်ဘက်ကလုပ်ငန်းဝင်နဲ့ပြန်ဝင်ခိုင်းတဲ့အတွက်ဆယုံရှိမှာပဲဆက်လက်နေထိုင်နေရပါတယ်။တလာနေပါလောက်ဆန္ဒပြနေကြတဲ့အတွက်စာဝတ်နေရအခက်အခဲဖြစ်နေတဲ့အလုပ်သမားတွေရှိနေပြီးတော့အဆောင်လောက်ကမပေးနိုင်သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ညီမတို့ဆိုလို့ရှိရင်အိမ်မှာမိသားစု၅ယောက်ရှိရယ်ညီမကလှုပ်စာ၁ယောက်ပဲရှိရယ်အိမ်လာစာ အခုဆိုလို့ရှိရင်ဆောင်းလာစာတွေပေးစရာမရှိဘူးမိဘတွေကိုလည်းပြန်ပြီးမပေးနိုင်တဲ့အတွက်အခက်ခဲတွေအများကြီးရှိတယ်အကျွေးသမားတွေကိုလည်းအကျွေးမပေးနိုင်ဘူးပြီးတော့မိန်းကလေးတွေဆိုတော့ဒီလိုမျိုးလမ်းပေးမှနေရတဲ့အတွက်အရန်ကိုအနေရများပါတယ်ညဘက်ဆိုအရသမားတွေနဲ့လူတဲ့လူတွေနဲ့အဲ့လိုမျိုးအခက်ခဲတွေအများကြီးရှိပါတယ်2012ခုနှစ်အလုံသမားရေးရအငင်းပွားမှုဖြည့်ရှင်းရေးဥပဒေရအလုံရှင်အနေနဲ့လည်းကိုယ်တမာရီအဖွဲ့ရဲ့အမိန့်ကိုမကျေနပ်ပါကခုံကောင်စီကိုဆက်လက်တက်ရောက်နိုင်တယ်လို့ပြဋ္ဌာန်းပါရှိပါတယ်။အဲ့ဒီအငင်းပွားမှုကအော်ဂိုလာ16ရက်နေ့ကစတင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရန်နိုင်ဆုံးပါ။